်ဘဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါကျွန်တော်တို့အနေနဲ့ကဟို hot news တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသက်တာတွေငွေပန်းတာတွေကျွန်တော်နည်းတယ်ဒါပေမဲ့ဒီကနေ့ဖြစ်သွားတဲ့ hot news ပေါ့ဗျာတကယ်ကိုပြောရရင်ဟိုဘယ်လိုခေါ်မလဲလုံးဝသတင်းလောကမှာဒီသတင်းပုတ်တပုတ်ထဲနဲ့ဒီနေ့တစ်နေ့လုံးပေါက်ကွဲသွားတဲ့သတင်းတပုတ်ဆိုအဲ့ဒါကိုကျွန်တော်ကဘာဖြစ်လို့သုံးသက်မှာလဲဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့တစ်ကကျွန်တော်တို့က ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ဘယ်လိုခေါ်မလဲဒီတရားဥပဒေစိုးမိုးမှုပေါ်မှာဘယ်လိုယုံကြည်ထားလဲပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဟိုဟာမီ ဟာမူရာဘီရဲ့ကိုတော်ဥပဒေပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကြားမှာဟိုပြန့်နှံ့နေသလားနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြောရရင်တော့အခြေအနေခွဲခြားမှုပေါ့နော်ဟိုစင်ရဲချမ်းသာခွဲခြားမှုတွေ ရှိနေပြီလားအဲဒါကိုသုံးသပ်မယ်ဆိုတော့အဓိကဘာကိုသုံးသပ်ချင်တာဆိုကျွန်တော်တို့ဒီလှိုင်းတာယာမှာပေါ့နော်လှိုင်းတာယာမှာဒါမနက်ကတော်တော်များများကြည့်လိုက်ရလိမ့်မယ်ဒီနေ့ဆိုလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့တန်းနဲ့ချီပြီးကြည့်ပါရယ်တန်းတော်မှာ၁၀ကနန်းကျော်နော်၁၀တန်း၁၅တန်းလောက်ဒါကိုတော်တော်များများကြည့်မြန်မာနိုင်ငံမြန်မာနိုင်ငံမှာရှိတဲ့လူတော်များများဒီအပေါ်မှာတော်တော်လေးအောင်ထားပြီးကြည့်လိုက်တာတွေ့ရတယ်အဓိကအဖြစ်တော့လှိုင်းတာယာမိခွက်ဇေနာကစိုက်တဆိုင်မှာအမျိုးသမီးတယောက်ကကလေးလေးချီပြီးတော့ဇလုံလေးတစ်ခုကိုဝင်ခိုးတယ်တဲ့ ဝင်ခိုးတဲ့အချိန်မှာဆိုင်ရှင်အမျိုးသမီးကဒီအမျိုးသမီးကိုဟိုဖမ်းမိသွားတယ်ဆိုတဲ့သဘောပေါ့နော်ဒါကျွန်တော်ကဒီ line မှာမှတွေ့ရတဲ့ဟာအတိုင်းကျွန်တော်ပြောတာဖမ်းမိသွားတယ်ဖမ်းမိသွားတော့ပထမသူထုတယ်ရိုက်တယ်နောက်ဆုံးထုတယ်ရိုက်တယ်မကျင်တဲ့တဲ့သူဘာဖြစ်ဘာဖြစ်လဲဆိုတော့အဓိကရဲခေါ်တယ်ရဲခေါ်ပြီးတော့အရဲရဲကိုရဲခေါ်ထားတဲ့အချိန်မှာပဲဒီမျိုးသမီးကိုဟောလာရင်းနှီးမှုနဲ့ပတ်မယ်ဘာညာဆိုဒါမျိုးတွေဖြစ်တယ်ဒါမျိုးတွေဖြစ်တယ်ဒါကလည်းပြောရရင်တော့ online မှာတော်တော်တက်သွားတယ် ဲ့ဒီမှာဒီပြဿနာဖြစ်တဲ့အချိန်မှာဟိုထူးချမ်းထူးဆန်းတဲ့ဘယ်လိုခေါ်မထူးဆန်းတဲ့ဆိုတာတကယ်လူမြင်မတင့်တယ်တဲ့အရာကအဓိကဘာလဲဆိုတော့ဒီလားတခိုးပါလို့ဆွဆွဲခံထားရတဲ့အမျိုးသမီးကခလေးလေးချီတာတယ်ခလေးလေးကလူမမယ်ခလေးလေးလမ်းတော်မလျှောက်နိုင်လောက်သေးဘူးလို့ကျွန်တော်တို့ထင်တယ်အဲ့တော့ဒီကလေးလေးနဲ့ဒီအမျိုးသမီးနဲ့ကတော့ဘာတော်လဲမသိဘူးဒါပေမဲ့ဒီ တခိုးလို့ဆွဆွဲခံရတဲ့အမျိုးသမီးကတော့ဒါသူသားလေးလို့ပြောတယ်နော်သူ့ရဲ့သူ့ရဲ့သားပေါ့နော်သားသမီးလားသားဒါလို့ပြောဒီလိုပြောတယ်ပြောတဲ့အခါကျတော့ကလေးလေးကိုခြိထားတဲ့အချိန်မှာထိုင်ရှင်မိန်းမကမျက်ခွက်တွေရိုက်တယ်ရိုက်ပြီးတော့ဓာတ်တိုင်မှာကျိုးသွားတုတ်တယ်ပေါ့နော်ကလေးလေးကိုကျိုးတုတ်ထားလိုက်တယ်ဒါကဟိုဖြစ်စဉ်ကိုကျွန်တော်တို့ကအချင်းချင်းပြောပြတာနော်အချင်းချင်းပြောပြတာဟုတ်ပြီအဲ့တော့ဖြစ်စဉ်လေးတစ်ခုမှာကျွန်တော်တို့ကပထမဆုံးဒီဖြစ်စဉ်မှာမြင်လိုက်ရတဲ့အမြင်ကဘာလဲဆိုတော့ တရားဥပဒေစိုးမိုးမှုပဲရောက်နေလဲလို့ကျွန်တော်တို့မေးလို့ရတယ်။မှန်တယ်အဲ့ဒီအချိန်မှာတရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့တရားဥပဒေစိုးမိုးရေးဘက်ကပြန်ပြေးရတော့မှန်တယ်ကဘာမှာရှိတဲ့ဗန်နိုင်ငံမဆိုဒူးစရိုက်မှုတစ်ခုဖြစ်ပေါ်လို့ရှိရင်အဲ့ဖြစ်ပေါ်တဲ့နေရာကိုချက်ချင်းရဲရောက်လာတယ်ဆိုတာတိုက်ဆိုင်မှုကလွယ်ပြီးကျွန်တော်မှဘလို့မှမရောက်လာနိုင်ဘူးဒါမှန်တယ်နော်ဟလာအခုကျွန်တော်တို့ပြင်သစ်မှာရှိတဲ့ကဘာကျော်လူပြတဲ့ကြီးကနေပြီးတော့တကယ်နော်ဟိုတံမိုးမဖြတ်နိုင်တဲ့ရှီအောင်စိန်တယ်ပြီးပါတဲ့ ဒီ ground တွေပါလေခိုးခံလိုက်ရတယ်ခိုးခံပြီးမှရဲရသည့်တာလေနော်ခိုးခံပြီးမှရဲရသည့်တာမထားပါတော့အဲ့လိုပဲဟလာဒီကျွန်တော်တို့အမေရိကန်လိုနိုင်ငံမျိုးကြံတဲ့နိုင်ငံတွေမှာဒီလိုပဲဟလာလူရလူရမှုတွေပါတယ်ဖြစ်တယ်ဖြစ်ပြီးမှဖြစ်ပြီးလို့ဟလာထားပါတော့အဲမီနီဘိုင်းနိုင်ဘိုင်းပေါ့ဗျာနီးနီးတယ်လို့ဝင်းဝေးတယ်လို့ပေါ့ communication ကောင်းရင်ကောင်းတယ်လို့ပေါ့အဲ့ကြမှဒီတက်ဆိုင်ရ law enforcement တွေကတိကြတာပေါ့နော်တိကြတာဒါဒီလိုပဲဒါကတော့အမှန်တယ်အဲ့တော့ဒီလိုင်းသားမှာဖြစ်သွားတာကလည်းဒီလိုပဲ အဲရဲကတော့ချက်ချင်းမသိနိုင်ဘူးဒါပေမဲ့ဒီအမျိုးသမီးကနေရင်းကိုဖုံးဆက်တယ်လို့ပြောတယ်နေရင်းကိုဖုံးဆက်ထားတဲ့အချိန်မှာဖုံးဆက်ထားတဲ့အချိန်မှာအဲ့နေရင်းမလာခင်နဲ့ဒီအမျိုးသမီးတခိုးပါဆိုတဲ့အမျိုးသမီးကိုမိထားတဲ့ဂျာမာကတကယ်နိုင်ငံကျော်တဲ့ဖြစ်ရည်ဖြစ်သွားအဲ့ဒါပါလေဒီအမျိုးသမီးကိုခိုးမလားဟဲ့ဆိုပြီးတော့ပေါင်ခြေောက်တစ်ဖက်နဲ့ပေါင်နင်းလာတယ်နောက်တစ်ဖက်ကမျက်နှာကိုရိုက်တယ်နောက်လက်တစ်ဖက်ကကြတော့ဇပင်ကိုဆွဲထားတယ်အဲ့တခိုးလို့ အဲဘယ်လိုခေါ်မလဲဆွဆွဲခံရတဲ့အမျိုးသမီးရဲ့ဇပင်ကိုဆွဲထားတယ်ဆိုအဲ့လိုရိုက်နေရင်းနဲ့ပဲပြီးလဲပြီးတော့ကျွန်တော်တို့ဒါဟိုနေ့ကိုသွားပြီးတော့ဟလာဒီဟိုဒီမျိုးသမီးနဲ့ကလေးလေးကိုခေါ်သွားပြီးတက်တိုက်မှာကျိုးတုတ်ထားလိုက်တာပေါ့နော်ကျိုးတုတ်ထားအဲ့တော့ကျွန်တော်တို့တစ်ကပါလဲဆိုတော့ကျွန်တော်တို့ရှိမှာဒီဟာကဟလာတခိုးမိရင်ဒီတညာမှာလဲရိုက်တာလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒေသတော်တော်များများမှာတခိုးတို့ဓမြတို့မိရင်ရိုက်တဲ့အကျင့်ကနေရာတော်တော်များများမှာရှိတယ် ဒါညင်းလို့မရဘူးเนาะတခိုးတို့ဓမြတို့မိလို့ရှိရင်အဲ့လိုထုရိုက်ပြီးတော့ကိုတရားကူစီရင်တာပေါ့ဗျာเนาะကိုတရားကူစီရင်နင်ခိုးမလားဟဲ့ဟာရပါညာအဲ့လိုပေါ့เนาะထုကြရိုက်ကြတယ်ဒီခါကြီးကြလို့ရှိရင်ယောက်ျားအရင်မဒီတွေကတခိုးကယောက်ျားဆိုရင်ယောက်ျားအရင်မဒီတွေဝင်ရိုက်ကြတာတွေရှိတယ်ဆိုတော့အဲ့တော့ဓာတွေကဘာကြောင့်ဖြစ်နေတာလဲဆိုတော့မေကွန်းတစ်ခုပေါ်လာတယ်ဟုတ်ပြီတခိုးမိတယ်ရဲလဲအဲ့လိုက်မရဘူးလားလို့ကျွန်တော်တို့ကဒါမျိုးမေမေကွန်းတစ်ခုပေါ်လာတယ် အဲ့တော့ဒီမှာရက်ကွက်တွေထဲမှာပြောနေကြတာဘာညာကြတော့သူကဘယ်လိုလဲဆိုတော့အတချို့တခိုးတွေကိုအာအဲ့ဒီဒေသဆိုင်ရာပေါ့နော်ဒီအဲ့ဒါဘယ်လိုခေါ်မလဲနယ်ဒိန်းတို့ဘာတို့ကတချို့တခိုးတွေကိုမွေးထားတယ်ဆိုတဲ့ဟာမျိုးတွေဒီလိုတွေတောင်ထွက်တယ်အတန်တွေကအဲ့ဒါတခိုးတွေကိုမွေးထားတယ်မွေးလို့မင်းတို့ခိုးရမယ်ဒီနေ့ဒီချိန်မှာခိုးရမယ်ခိုးပြီးငါတို့ဘယ်လိုပေးရမလဲအကပိုင်းနိုင်ဆိုလို့ရှိရင်လည်းမင်းတို့ဒီနေ့ဒီချိန်မင်းမနိုင်လို့မရအောင်နှိုက်ရမယ်မင်းမနိုင်လို့ရှိရင်မင်းတို့ဟလာဟိုစစ်သေးထဲမယ်အစရမင်းမနိုင်လို့ရှိရင်မင်းတို့ဘာလုပ်မလဲဆိုတော့အဲ့လောက် ပြောတဲ့အတန်တွေပါကျွန်တော်ကြားရတယ်နော်ဒါကကျွန်တော်တို့ကဟို definitely ပြောတာမဟုတ်ဘူးမှန်တယ်ကျွန်တော်တို့ကြားရတာကိုကျွန်တော်ပြန်ပြောပြတာနော်အမြေပြေမှာတကယ်ဖြစ်တယ်မဖြစ်ဘူးဆိုတော့ဒါမြေပြေမှာရှိတဲ့လူတွေအတိဆုံးပဲနော်အတိဆုံးပဲကျွန်တော်တို့ကကြားရတာကိုပြန်ပြောပြရင်ဖြစ်တယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒီလိုဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ပြောတာမဟုတ်ဘူးနော်ဒါကိုလည်းကျွန်တော်တို့ပြောချင်တယ်နော်ဒါကိုလည်းကျွန်တော်တို့ပြောချင်တယ်အဲ့တော့အဲ့လိုတွေဖြစ်နေတဲ့အခါကျတော့ပြည်သူလူထုက ဒီ law enforcement တွေပေါ့နော်ရဲတပ်ဖွဲ့တို့ဒီဘက်မှာရှိတဲ့တရားရေးဆိုင်ရာတို့ဘက်မှာနည်းနည်းများဘယ်လိုခေါ်မလဲယုံကြည်မှုယော့ယော့သလားအဲမေးကြည့်တာနော်ဒီလိုမေးရမှာနော်ယုံကြည်မှုယော့သလားဒါကြောင့်မလို့ဘာဖြစ်လာလဲဆိုတော့လူတွေကကိုတရားကိုစီရင်လာကြတာလားကျွန်တော်ကအဲလိုမျိုးကိုတရားကိုစီရင်နေကြတဲ့လူတွေကမှန်တယ်ဟဲ့လို့ပြောနေတာမဟုတ်ဘူးအဲ့တော့ဒီလိုကိုတရားကိုစီရင်တာဟာမှားတယ်လို့ကျွန်တော်ပြောခြင်းတယ် မှန်တယ်လို့မပြောပါနဲ့မှားတယ်လို့ကျွန်တော်ပြောချင်တယ်ဘာကြောင့်လဲအပိုင်းနှစ်ပိုင်းရှိတယ်ခိုးမှုကခိုးမှုအဲ့တခိုးကိုရိုက်မှုကရိုက်မှုပဲခင်ဗျားတို့ခိုးတဲ့လူခိုးတဲ့လူကိုမိထားတယ်ဟုတ်တယ်ရဲလာမဖမ်းသေးဘူးကြိုးတုပ်ပြီးတော့ခဏထိန်းထားလို့ရတယ်ဒါပေမဲ့ရဲလာမဖမ်းရဲလက်မအပ်မအပ်ချင်ခင်အထီကိုကြိုးကန်းသွားအောင်သွေးထွက်သွားအောင်ရိုက်တယ်ဆိုရင်အဲ့ဒါရိုက်မှုတသက်ရှိတယ်လို့ဒါတို့တော့ကျွန်တော်တေချာပေါက်သိတယ်ကျွန်တော်ဒီလိုပြောချင်တယ်အဲ့ဒါကတော့တကယ်ရှိတယ် ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့မှန်တယ်ဟလားဒီဘက်မှာဟိုကျွန်တော်တို့ဒီဒေတာဆိုင်ရာရဲတို့လုံတိန်းတို့ကိုနှစ်ဆက်ရောက်ဒါတွေမလာခင်မှာတော့ခဏထိမ့်သိမ်းထားလို့ရတယ်အဲ့လိုထိမ့်သိမ်းတဲ့ခါမှာလဲထားတော့ရဲရွာလူကြီးတွေပါမယ်ရဲရွာနေပြီးတော့ဟိုဘယ်လိုခေါ်မလဲလေးစားရတဲ့လူတွေရဲ့ရှေ့မောင်မှာခင်ဗျားတို့ထိမ့်သိမ်းထားရမယ်နော်ထိမ့်သိမ်းထားရမယ်သူတို့လက်ဖျားနဲ့တောင်ထိလို့မရဘူးအမှန်ဥပဒေအတိုင်းဆိုရင်ပြောပြတာဥပဒေအတိုင်းဆိုရင်ပြောပြလက်ဖျားနဲ့တောင်ထိလို့မရဘူး ဒါပေမဲ့မြန်မာနီမြန်မာပြည်တဝမ်းမှာဖြစ်နေတာကအဲ့လိုတခိုးတွေမိလာတယ်ဘာညာဆိုရင်တော်တော်များများကကိုတရားကိုစီရင်ကြတာများတယ်နော်များတယ်ဒါကတပိုင်းပေါ့နောက်ဒီဘက်မှာကြတော့လေတချို့ကိစ္စတွေမှာကအုံနေပေါ့နော်ဒီဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ကအာသူပြောရရင်တော့ဒီတခိုးတို့ဘာတို့မိလို့ရှိရင်တချို့ကလည်းဟိုပြန်လှုပ်ပေးတယ်သူဟာဒီလိုပြောရရင်ရောဗျာဒီအုံနေမော့ ဟိုတခိုးခိုးခံရတဲ့လူတရလူပေါ့တရလူရဲ့စိတ်ကျင်တဲ့လောက်အောင်အေးမယူဘူးဆိုတော့ပုံစံမျိုးတရလူကလည်းလူတွတ်တယ်တရလူကဥမာမျိုးကိုယ့်အိမ်ကတခိုးလာခိုးတယ်သူ့မို့ကိုယ့်ရှိကကပိုင်းနှိုက်တယ်ဟလာကိုယ့်ကိုဓမြတိုက်တယ်ဒါမျိုးသူကဒီလိုမျိုးလှုပ်သွားလှုပ်သွားတဲ့လူတွေ့ရင်သူတို့ကပြောရရင်တရလူရဲ့သဘောကတော့အဲ့လိုလှုပ်တဲ့တရခန့်တွေကိုနှိရှိထောင်တန်းနေကြသေးခြင်းနဲ့နောက်ဆုံးပြောရရင်တေတံထီတောင်ပေးစီခြင်းနဲ့ဒီလိုမျိုးပေါ့ဗျာ အဲဒီလိုမျိုးပေါ့ဒါပေမဲ့တစ်ဖက်မှာဥပဒေပိုင်းဆိုင်ရာကြတော့လေ तू ကပြစ်မှုနဲ့ပြစ်ဒဏ်ပေါ့နော်ဥပဒေကြောင်းဆိုင်ရာအရာသွားရတယ်သွားရတယ်ဆိုအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပြောချင်တာအဓိကပြည်သူလူထုကတရားစီရင်ရေးနဲ့တရားဥပဒေစိုးမိုးရေးပေါ့နော်တရားစီရင်နဲ့တရားဥပဒေစိုးမိုးရေးပေါ်မှာဟိုနည်းနည်းလေးတန်လျာဖြစ်နေတယ်ဆိုတာနည်းနည်းလေးယုံကြည်မှုရကြနေတယ်ဆိုတာလေခုနကျွန်တော်ပြောတဲ့အချက်တွေကြောင့်ဒါကြောင့်မလို့ပဲဒီပြည်သူလူထုကတခိုးတွေဓမြတွေကပိုင်းနိုင်တွေမိလာရင် သူတို့ကိုတရားကိုစီရင်ကြတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်အဲ့တော့ဒီလိုဖြစ်နေတာကိုအကယ်ကြီးပေါ့နော်ဟိုဘယ်လိုခေါ်မလဲတရားတရားစီရင်အဖွဲ့တွေတရားဥပဒေစိုးမိုးရေးအဖွဲ့တွေတိတယ်ဆိုလို့ရှိရင်လေဒီဟာလေးတွေကိုဟုတ်လားပြည်သူလူထုဟိုဘယ်လိုခေါ်မလဲစိတ်ကျဉ်နေအောင်အကယ်ဖမ်းရတယ်ဆိုရင်ဟောတော့ကျွန်တော်တို့ဒီတခုကိုကျွန်တော်တို့ဖမ်းသွားမယ်နော်ဖမ်းသွားပြီးတော့အဲကျွန်တော်တို့ဒါကိုတရားဥပဒေအတိုင်းဆောင်ရွက်မယ်စသည်အဖြစ်ပေါ့နော်ဒီလိုမျိုးရှင်းပြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေဟုတ်လားဘယ်လိုဟုန်င်းဖြစ်တယ်ဆိုတာလေပြည်သူလူထုယုံကြည်မှုရှိအောင် ရှင်းပြတဲ့အလုပ်မျိုးတွေလှုပ်စေခြင်းတယ်လှုပ်တင်တယ်เนาะလှုပ်တင်တယ်အဲ့ဒါမျိုးပေါ့အဲ့တော့ပြောရလို့ရှိရင်နောက်တစ်ခုကလည်းပါလဲဆိုတော့ဟိုတရားဥပဒေမှာတော့တရားဥပဒေပြဋ္ဌာန်းထားတဲ့အတိုင်းပဲတရားစီရင်ရသွားမှာပဲဥပမာပြင်တကိုးဆိုလို့ရှိရင်ဟာလား6လချရမယ်သူ6လပဲချမှာပဲခင်ဗျာ10နှစ်တော့ချလို့မရဘူးဒါကတော့ဒီလိုရှိတယ်เนาะဒီလိုပြဿနာတော့ရှိတယ်ဒါတွေကလည်းပြောရရင်တရားဥပဒေစိုးမိုးရေးပိုင်းရသွားတာလေအဲ့တပိုင်းပေါ့အဲ့တော့တကိုးမိပြီဟုတ်ပြီမိသွားပြီ ကျန်တာကတော့နောက်တစ်ခုကတော့လူမှုရေးပိုင်းပေါ့ထူတာရိုက်တာဘာညာကတော့ဒါကကိုစိတ်မခံလို့ရိုက်တယ်ကွာဟာလာခိုးရမလားဆိုပြီးရိုက်တယ်ကွာဆိုတာဒါတွေကလုံးလို့မရဘူးကျွန်တော်ခုနပြောလုံးလို့မရဘူးလုံးလို့မရဘူးဆိုတော့အဓိကအပြင်ဘာလဲဆိုတော့ဒီဟာကဒါပြစ်မှုတသက်သက်ရှိတယ်ပြစ်မှုတသက်သက်ရှိတယ်ဟုတ်ပြီဒီဒီဖြစ်စဉ်တွေပြီးသွားပြီဟုတ်ပြီဒီဖြစ်စဉ်ကြီးကလိုင်းမတက်သွားတယ်အရေးယူမှုအဆင့်တွေဒီဖြစ်လာတယ်ဆိုတာကလည်းနောက်တစ်ခုကဘာလဲဆိုတော့ social media social media ရဲ့ လွှမ်းမိုးမှုကအများကြီးရှိတယ်ဆိုတော့ဒါအားလုံးကအတိမတ်ပြုရမယ်လက်ခံရမယ်နောက်တစ်ခုကဟိုကိုယ့်ဘောမှာ မတရားလုပ်နေတာတွေဟုတ်လားဟိုဘယ်လိုပြောရအောင်ကိုတို့ရက်ရွာတွေကိုဒေတာတွေမှာတရားဥပဒေစိုးမိုးမှု မရှိတာတွေကိုပြည်သူလူထုမှပြည်သူလူထုတို့တင်ပြခြင်းအပြင်အစိုးရကပိုသိနိုင်တယ်။နော်အဲ့လိုမျိုးအဲ့တော့နောက်တစ်ခုကလည်းပါလဲဆိုတော့ဆိုရှယ်မီဒီယာမှာတင်တိုင်းကောင်းလားဆိုတော့လေမကောင်းဘူး။ ကိုတင်ပြလိုက်တာကြီးကတခြားသူကိုတခြားသူကိုဟလာဆွဆွဲပုတ်ခတ်တာတွေဂုံတီညှိုးနှမ်းတာတွေဖြစ်သွားနိုင်လို့ရှိရင်လေအဲ့ဒါကလည်းတရားစွဲခံရတတ်တယ်တရားစွဲခံရတတ်တယ်ဒါလည်းသိထားဖို့လိုတယ်ကျွန်တော်တို့တိုင်းပြည်မှာတချို့ဥပဒေတွေကဟိုဘယ်လိုခေါ်မလဲဟိုလူမှုရေးအောက်မှာပျောက်နေတာပဲရှိရနော်ဥပဒေတွေကရှိထားပြီးသားလူမှုရေးဆိုတော့တယောက်တယောက်လူမှုရေးကနားလည်မှုရှိလိုက်လို့ဒီဥပဒေကအသက်မဝင်တာပဲရှိတယ် ဒါပေမဲ့ဥပဒေတွေကရှိထားပြီးသားဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာတော့တော်တော်များများကားတိုက်လို့လူသေမှုတော့နားလည်မှုနဲ့ဖြည့်ရှင်းလိုက်တာတွေများတယ်နော်များတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကပါလဲဆိုတော့ရဲအေးပိုင်မှုရဲ့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲတည့်ရလူအေးပိုင်မှုပေါ့နော်ဒါကိုလည်းသိဖို့လိုတယ်ရဲအေးပိုင်မှုဆိုတော့ခမားဘောကိုတိုင်တဲ့လူရှိရှိမရှိရှိဒီရဲကဒီအမှုဒီလိုဖြစ်လာပြီဆိုအရေးကိုယူရမယ်အရေးကိုယူရခမားတိုင်တိုင်မတိုင်တိုင်ခမားဘောကိုခမားလားဒီဘက်မှာတည့်ရလူနဲ့တည့်ရခန့်ဘယ်လောက်ကြည်အေးကြည်အေး ဒါဟာရဲအရေးပိုင်မှုဖြစ်တဲ့အတွက်တချို့ကိစ္စတွေမှာဟာလာရဲတွေအနေနဲ့နိုင်ငံတော်အနေနဲ့ပေါ့နော်ရဲအရေးပိုင်မှုဆိုတာနိုင်ငံတော်ပေါ့နိုင်ငံတော်အနေနဲ့မကြည်ပေးဘူးဆိုတော့အဲ့ဒါကိုပြောတာတချို့ကိစ္စတွေမှာဗာလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုတွေကတချို့ကဥပဒေကိုသိမ့်နားမလဲတဲ့ခါကျတော့ဟာတရားလိုနဲ့တရားခံအကျင့်နဲ့နေပြီးမင်းတို့ရဲရမကျင့်တတ်ဘူးလားဆိုတဲ့စကားတွေပြောတာရှိတယ်မဟုတ်ဘူးတချို့ဟာတွေကဒီရဲအရေးပိုင်မှုရှိတယ်ရဲအရေးပိုင်မှုပြဿနာဖြစ်သွားရင်ခင်ဗျားတို့တရားလိုတရားခံဆိုတာဘေးရောက်သွားမယ်နော်ခင်ဗျားတရားလိုလှုပ်ချင်ချင်မလှုပ်ချင်ချင်ဒီကိစ္စကိုနိုင်ငံတော်က ဒီတက်ဆိုင်ရာတရားစွဲအဖွဲ့စီကတည်လို့လုတ်သွားလိမ့်မယ်။အဲ့ဒါကိုလည်းသိဖို့လိုတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာကလူမှုရေးအအမှုမဖြစ်ဘူးတရားမစွဲဘူးအမှုအမှုကတော့မြောက်တယ်ဒါပေမဲ့လူမှုရေးအကျေးတာဘာညာပတ်ပြောက်သွားတာရှိပေမဲ့ခုလိုခုနပြောသလိုဟုတ်လားရဲအေးပိုင်မှုရှိတဲ့အမှုတွေနိုင်ငံတော်ကတရားစွဲကိုစွဲရမယ်ဆိုတဲ့အမှုတွေမှာခင်ဗျားတို့ဒါဘလူးမကြေးပေးလို့မရဘူးအဲ့ဒါအမှုတွေကလည်းဘယ်ဟာတွေလဲဆိုတော့ဟိုလေ့လာထားကြပါဘောနော်လေ့လာထားကြပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဇဲဥပဒေတွေကို အခုပြောရနိုင်ငံသားတိုင်းကတည်ထားလေပိုကောင်းလေပေါ့ဗျာနော်ကိုပြဿနာရင်ဆိုင်လာရတဲ့အခါကျလို့ရှိရင်အဲဘယ်လိုကြုံတွေ့နိုင်လဲဆိုတာဒါဟိုပိုကောင်းတော့ဒီလိုတည်ထားထားတော့အဲ့တော့ဒါကဖြစ်စဉ်ပေါ်မှာပေါ့အဲ့တော့ခုနကျွန်တော်ပြောသလိုအပြောရရင်ဒီ social online ပေါ့နော် social network တွေနောက်ပြီးတော့ social platform တွေပေါ့ဒီကနေတက်သွားတဲ့အခါမှာဒီဟာကြီးကပိုပြီးလူသိများွားတယ်လူသိများွားတဲ့အတွက်ဘာဖြစ်လဲဆိုတော့အဓိကအားဖြင့်တော့မြန်မာနိုင်ငံမှာကဟိုဘယ်လိုခေါ်မလဲ price အသင်းတွေများတယ် เนาะတနာကျင်ကြံတဲ့လူများတယ်ဒါကကျွန်တော်တို့လိန်လို့မရဘူးဒါညာလို့မရဘူးဒါအမှန်တကယ်ပဲเนาะဒါလည်းကောင်းတဲ့ delay ကောင်းတဲ့ဇာတ်ဖြစ်တယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်အဲ့တော့ brighter အသင်းတွေကဒီမျိုးသမီးကိုကူညီတယ်ဒီကလေးလေးကိုလည်းကူညီကြတာရှိတယ်အဲ့ဒါတော့တချို့ကလည်းအနှုတ်လက္ခဏာနဲ့ဟာလား negative site ကနေကြည့်ပြီးတော့ဟာမင်းတို့ကတခိုးကိုအားပေးတာလားဘာညာသူဒီလိုမျိုးရှိကြတယ်เนาะဒါမျိုးပြောကြတယ်ဒါပေမဲ့ဒီလိုတော့မပြောသင့်ဘူးလို့ကျွန်တော်တို့ကတော့ဟိုဒီလိုသုံးသပ်ချင်တယ်မပြောသင့်တာဘာကြောင့်လဲဆိုရင်တော့ကျွန်တော်မှာတော့အကြောင်းပြချက်မရှိဘူးဘာကြောင့်လဲဆိုတော့ တို့အနေနဲ့တို့ရဲ့တနာကူးနာပေါ်မှာပေးတာပေါ့နော်။ဘာလို့ဒီမျိုးသမီးကခိုးတာတော့မှန်မှန်ကောင်းမှန်လိုက်မယ်။ဒါကလည်းခိုးခြင်းမခိုးခြင်းဆိုတာကတော့ဒါတရားရုံးအဆုံးဖြတ်မှာပေါ့ဗျာ။အဲ့တော့တခိုးဟုဆွဆွဲခံရသူလို့ပဲကျွန်တော်တို့ကသုံးလို့ရမယ်နော်။အဲခိုးတယ်ဟုဆွဆွဲခံရသူလို့ကျွန်တော်တို့ဒီလိုသုံးလို့ရမယ်။သူကတခိုးလို့တော့ဆွဆွဲလို့မရဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသမီးတဦးကသူကဆွဆွဲတယ်ဆိုဟိုတခိုးပါဆိုပြီးလို့ဆွဆွဲထားတာပဲရှိတာလေ။ဘယ်တရားရုံးမှာသူကတခိုးပါဆိုပြီးချမှတ်ထားတာမရှိဘူး။မရှိဘူး။အဲ့တော့ ဲ့လိုပြဿနာတွေအဲ့လိုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကခုနပြောသူဆိုရှယ်မီဒီယာရဲ့အခန်းကဏ္ဍကအရန်အရေးပါတဲ့ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းပေါ့နော်ကျွန်တော်မြန်မာလူအဖွဲ့အစည်းမှမဟုတ်ဘူးဘယ်လူအဖွဲ့အစည်းမှမဆိုဆိုရှယ်မီဒီယာရဲ့အခန်းကဏ္ဍကအရန်အရေးကြီးတယ်ဆိုတော့ဒီအဖြစ်အပျက်တွေပေါ်မှာမူတည်ပြီးတည်တည်နေနော်ဘာကြောင့်လဲဆိုတော့အဲတချို့ကိစ္စတွေမှာကဟာလာကျွန်တော်တို့တကယ်များဆိုရှယ်မီဒီယာပေါ်မရောက်လာရင်တချို့ဟာတွေကအောက်ခြေမာရင်ပျောက်ပြီးတော့တချို့တွေဆိုလို့ရှိရင်တရားလက်လွတ်ခံရတဲ့လူတွေရှိတယ်လို့တချို့တွေဆိုလို့ရှိရင်လည်း ဟိုပြောရရင်ခံရမဲ့ပြစ်မှုထက်ကိုဟိုနှိမ့်ပြီးခံရတဲ့အားတွေလည်းဖြစ်ရှိတတ်တယ်အဲ့တော့ social media ပေါ်ရောက်လာတဲ့အတွက်ခုနပြောလို့ pride အသင်းတွေကတည်သွားတယ်ဂိူနာလူမှုဂိူနာရှင်အသင်းတွေကတည်သွားတည်သွားပြီးတော့ဒီမျိုးသမီးကိုကူညီတာတွေဖြစ်လာတယ်နော်ဒီဘက်မှာလည်းအဲဒီဟာနဲ့ပတ်သက်ပြီးတော့အဲကောင်းသည်ဆိုသည်ဝေဖန်ကြတာတွေဖြစ်လာတယ်ဗောနော်ဒါတွေကဒီကနေ့ဖြစ်သွားတဲ့ hot news နဲ့ပတ်သက်ပြီးဖြစ်သွားတဲ့အဖြစ်အပျက်တွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့အခုလိုမျိုးဗောနော် social media ကိုအကျိုးရှိရှိအသုံးချကြတာကိုလည်းကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲကောင်းတယ်လို့ကောင်းတယ်ဆိုတာဘယ်လို appreciate ဖြစ်တယ်လက်ခံတယ်လို့ကျွန်တော်တို့ပြောချင်တာပေါ့နော်လက်ခံတယ်ဥပမာ social media ပေါ်မှာတယောက်နဲ့တယောက်တက်ပြီးတော့အရင်မရအဖက်မရပြောပြီးတော့ရန်ဖြစ်တာတွေဆဲဆိုတာတွေလုပ်နေမယ်အစားအဲ့တော့အခုလိုမျိုးဟိုအကျိုးရှိတာတွေကျွန်တော်တို့လူအဖွဲ့အစည်းတွေမှာမှားနေတဲ့ဟာတွေတစ်ဖက်မှာရှိတဲ့တရားဥပဒေစိုးမိုးရေးရဲ့နောက်နောက်ပြီးတော့ကျွန်တော်တို့ဒီဟလာအလုံးစုံမှုထိန်းသိမ်းရေးပေါ့နော်ဒီဘက်တွေမှာမှားယွင်းနေတဲ့လိုအပ်ချက်တွေဓာတ်တွေကိုဟလာ social media ကိုအသုံးချပြီးတော့ နိုင်ငံတော်အစိုးရတို့ပြည်သူတို့သိအောင်တင်ပြနိုင်တာလေဒါကောင်းတယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်ချင်တာဒီလိုသုံးသပ်ချင်တာဒါကြောင့်မလို့ကျွန်တော်တို့ဟိုပြောရရင်တော့ဗျာဒီဒီရပိုင်းနဲ့ဒီလာပိုင်းတွေဟာတခိုးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဘလို့ခေါ်မလဲဟိုကဘာမှာဟိုလေးကြော်ဖြစ်နေတာဟလားပြီးခဲ့တဲ့လာပိုင်းတွေအရဆိုရင်ပန်ဆယ်လိုရဲ့ခိုးခိုးမှုဖွက်မှုတွေတော်တော်များများကပေါ်သွားတယ်ဇော်ဝီစုတို့အညူကြီးအုပ်စုတွေရဲ့ခိုးမှုတွေဟာ ဘောဘလို့ခေါ်မလဲဘူးပေါ်လို့ပေါ်ပါတယ်အခုကျတော့လဲဒီခိုးမှုနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဟော့ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကဟိုပြောရရင်ဒီလက်ပိုင်းလက်ပိုင်းနေမှာခိုးမှုတွေနဲ့ပတ်သက်ပြီးတော်တော်ကိုဆိုရှယ်မီဒီယာတွေပေါ်မှာဟိုဘလို့ခေါ်မလဲဟိုလွှမ်းမိုးထားတယ်လို့ဒီလိုပြောလို့ရတယ်ဒီလိုပြောလို့ရပါတယ်အဲ့တော့ဒါကကျွန်တော်ကဟိုဟိုဂျုံလို့ပြောတာပါဟုတ်လားခုနကပြောဆိုကျွန်တော်ဒီလိုသုံးသပ်မှုတွေရတယ်ဒါကြောင့်မလို့ဆိုရှယ်မီဒီယာကိုတော့ဘလို့ပဲဖြစ်ဖြစ် အသုံးပြုကြပါအကျိုးရှိတဲ့ဘက်ကအသုံးပြုကြပါဆိုချက်ဒါမှတခုတော့ရှိတာကိုကိုတင်လိုက်တဲ့တည်းကိုတင်ပြလိုက်တဲ့အကြောင်းအရာဟာသူတစ်ပါးအပေါ်မှာထိခိုက်မှုတွေရှိတယ်သူတစ်ပါးအပေါ်မှာဘလို့ခေါမလဲပုတ်ခတ်ဆော်ကားမှုတွေရှိတယ်ထောက်ထားခိုင်လုံမှုမရှိဘူးဆိုရင်တော့တရားစွဲခံရနိုင်တယ်လို့နော်ဒါလေးလဲအားလုံးသိစေချင်တယ်လို့နော်ကျွန်တော်ပြောချင်တယ်ဒါအောင်လို့ကျွန်တော်ဒီတည်င်းလေးကိုတုံ့သက်တာပါ